ဦးတေမုံတိုင်းကြောင့်မြမပြီအောက်ပိုင်းရေကြီးလာနိုင် အထူးသတိထားရမယ့်နေရာဒေသများစင်3ရက်6လ2025ရက်မှစတင်ပြီးရခိုင်ပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းတောင်ဘက်ရန်ကုန်တိုင်းတောင်ဘက်မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတွေမှာရုတ်တရက်မိုးကြီးလာနိုင်ပြီးမိုးရေချိန်မှာ9လမှ9လမှအထိဖြစ်ပေါ်လာနိုင်လို့သတိထားသင့်ပါတယ် အလားတူကချင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းရှမ်းပြည်တောင်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းပဲခူးတိုင်းနဲ့တနင်္သာရီတောင်ပိုင်းတို့မှာလည်းနေရာကွက်ပြီးမိုးများနိုင်ပါတယ်၁၄ရက်၆လ2025စနေနေ့အတွက်ခန့်မှန်းချက်မုတ်တုံလေးစီအားကြောင့်မြမပြည်အောက်ပိုင်းနဲ့မြမပြည်အထက်ပိုင်းတွေမှာလည်းမိုးများနိုင်တဲ့အခြေအနေများရှိပါတယ်။အထူးသဖြင့်ရခိုင်ရိုးမှရခိုင်ပြည်တောင်ပိုင်းထဝယ်မှမော်လမြိုင်အထိနေရာကွက်ပြီးမိုးကြီးလာနိုင် ခမ်းမန်းမိုးရေချိန်၄လက်မှတ်15ရက်6လ2025တနင်္ဂနွေနေ့အတွက်ခမ်းမန်းချက်ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းအထက်ပိုင်းတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ခမ်းမန်းမိုးရေချိန်မှာ6လက်မှတ်ကျော်ဖြစ်တဲ့အတွက်တောင်ပြိုခြင်းရေတိုက်စားခြင်းလမ်းပြိုခြင်းများဖြစ်နိုင်တာကြောင့်မြချောင်းနေနေထိုင်သူများတောင်ဆောင်ဒေသတွေမှာနေထိုင်သူများအတွက်အထူးသတိထားသင့်ပါတယ် အလားတူကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊မန္တလေးတိုင်းအရှေ့ဘက် ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။